တနင်္လာသားသမီးများအခုခုနှစ်နာဘိုင်းမှာဆိုရင်အရန်အရေးကြီးတဲ့ကာလတစ်ခုလို့ပြောရင်လည်းမှတ်မားနိုင်ပါအဲ့တော့တနင်္လာသားသမီးများပညာရေးနဲ့ပတ်သက်ပြီးတော့အောင်မြင်မှု အထွတ်အထိပ်ကို ရရှိမဲ့အချိန်ကာလတစ်ခုဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့တနင်္လာသားသမီးတွေဒီခုနှစ်နာဘိုင်းမှာအကျိုးကျေးဇူးတွေခံစားရတတ်ပါတယ် တရားသမားလို့ပုံကိုမျိုးရာကုညီထောက်ပံ့ခြင်းနဲ့ရရှိတတ်ပါတယ်။ခရီးနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးကြီးအရာအလုံးအောင်မြင်စေတတ်ပါတယ်။ခရီးသွားအလုပ်အကိုင်းနဲ့ပတ်သက်တာတွေနိုင်ငံခြားခရီးနဲ့ပတ်သက်တာခရီးတို့ခရီးဝေးတနင်္လာသားသမီးကဥဆောင်မယ်ဆိုလို့ရှိရင်အောင်မြင်မှုကြီးရရှိတတ်ပါတယ်။ဒါကြောင့်တနင်္လာသားသမီးများဒီခုနှစ်လပိုင်းမှာမိမိတို့အနေနဲ့က အထူးဂယုစိုက်ပြီးတော့မှရှောင်းလန်းသွားရမှာ ဖြစ်ပါတယ်။အိုးအိမ်နေရာတိုင်းနဲ့ပတ္တတာအုတ်ချုံမှုပိုင်းနဲ့ပတ္တတာမိဘအကြီးအကဲနဲ့ပတ္တတာတွေကတော့ညံ့ပါတယ်။ကိုယ့်ရဲ့နှုတ်ထွက် စကားတွေတခွန်းနဲ့ကြောက်ဘာမဟုတ်ပဲနဲ့ပြောလိုက်တဲ့စကားလေးတခွန်းကြောက်စိတ်ဝမ်းကွဲစရာတွေမိဘမောင်မွားတွေရဲ့ပြစ်တင်ဝေဖန်ရှုံချမှုတွေ အမုန်းပွားမှုတွေဖြစ်ပြီးဖြစ်စေတတ်ပါတယ်။ဒါကြောင့်တနင်္လာသားသမီးများဒီခုနှစ်လပိုင်းမှာမိမိတို့ရဲ့စကားတွေအပြောအဆိုတွေအထူးဂရုစိုက်ပေးရမှာဖြစ်ပါတယ်။အဲ့တော့တနင်္လာသားသမီးများဒီခုနှစ်လပိုင်းမှာဆိုလို့ရှိရင်အဖြူရောင်နဲ့အကျိုးပေးပါတယ်အဖြူရောင်များများလေးဝစ်ဆင်ပေးဖို့လိုအပ်ပါတယ် ဲ့တော့ကျမအနေနဲ့ပြောချင်တာတင်းလာတာသမီးများအခုခုနှစ်လပိုင်းမှာတွေ့ကြုံရမယ်ဒီအနေရတွေတွေ့ကြုံရမယ်ရင်ဆိုင်ရမယ်အခက်အခဲလေးတွေကိုသိထားတဲ့လို့ထင်ပါတယ်အဲ့တော့မိမိတို့ရဲ့ကိုယ်ပိုင်ဆိုင်တဲ့တန်ဖိုးထားတဲ့အရာတစ်ခုခုကိုတခိုးခိုးခံရတာမျိုးတွေလက်လွတ်ဆုံးရှုံးလိုက်ရတာမျိုးတွေကြုံရတတ်ပါတယ် အထူးဝမ်းလဲစရာကောင်းတဲ့ကိစ္စရက်မျိုးတွေလည်းဖြစ်ပွားတတ်ဖြစ်ပွားတတ်ပါရဲ့အဲ့တော့တနင်္လာသားသမီးတွေကအခုခုနလပိုင်းမှာเนาะဒီအိမ်ဆောင်ကြီးမိမိတို့ရဲ့အိမ်ဆောင်ကြီးမှာဆိုလို့ရှိရင်သားသမီးမရသေးတဲ့တနင်္လာသားသမီးတွေဆိုလို့ရှိရင်တော့တည်င်းကောင်းကြီးကြားရတတ်ပါတယ်အဲ့တော့သားသမီးရေသနာကြီးဝင်လာတတ်ပါတယ် ကိုဝင်ဆောင်တဲ့အမျိုးသမီးတွေကအထူးဂရုစိုက်ပေးဖို့တော့လိုအပ်ပါတယ်။ကျမ်းမာရေးကိုအထူးဂရုစိုက်ပေးရမှာဖြစ်ပါတယ်။အဲ့တော့ခြေလေးချောင်းတတ္တဝါတစ်ခုခုအစိတ်ရှိတဲ့တတ္တဝါတစ်ခုခုအကိုက်ခံရတတ်တယ်ဂရုစိုက်ရမှာဖြစ်ပါတယ်။အဲ့တော့ခုနလပိုင်းမှာဆိုရင်ကန်တရားကကိုယ့်ကိုမျက်နှာမပေးဘဲနဲ့ဝင်ရောက်တိုက်ခိုက် နိုင်ပါတယ်အဲ့လိုကာလာမျိုးလေးကိုရရှိနေပါတယ်ရောက်နေပါတယ်เนาะကောင်းတလဲစိုးတလဲဆိုတဲ့ကံကြမ္မာကိုရင်ဆိုင်ရမယ်တင်းင်းလာသားသမီးများဖြစ်ပါတယ်အဲ့တော့မိမိတို့ရဲ့တွားတဲ့လာတဲ့အခါမှာအစိတ်ရှိတဲ့တတဝါတွေအကိုက်ခံရတတ်ပါတယ်အဲ့တော့တင်းင်းလာသားသမီးတွေကခုကျမပြောမယ်အသက်ပိုင်းခြားထဲမှာ ဖြစ်တတ်ပါတယ်တေချာပေါက်ကိုဖြစ်တတ်ပါတယ်เนาะအဲ့တော့ ဒီအသက်ကကျမပြောမှဆိုရင်12နှစ်ကနေစမယ်12နှစ်ကနေပြီးတော့မှ36နှစ်တက်ပိုင်းချတွေ့ကြုံနေရမယ်12နှစ်ကြာရောက်နေတဲ့တနင်္လာသားသမီးတွေအသက်20ကြာရောက်နေတဲ့တနင်္လာသားသမီးတွေအသက်28နှစ်ကြာရောက်နေတဲ့တနင်္လာသားသမီးတွေ36နှစ်ကြာရောက်နေတဲ့သားသမီးတွေပို့ပြီးတော့လက်တွေ့တွေ့ကြုံရတတ်ပါတယ်။နောက်အသက်40 အသက်52နှစ်အသက်68နှစ်တနင်းလာသားသမီးများရဲ့ကျန်းမာရေးရတော့အထူးဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။အဲ့တော့မိမိတို့အနေနဲ့ကလျှက်စစ်ပိုင်းနဲ့ပတ်သက်တာဒီအစ်စ်ဝယ်ယူမယ်အစ်စ်ဝင်ရောက်လာမယ်ဆိုရင်အထူးဂရုစိုက်ပေးပါကိုယ့်လက်ထဲရောက်မှ အပြက်ကြီးဖြစ်နေတာမျိုးတွေကိုယ့်လက်ထဲရောက်မှစက်ပစ္စည်းကချိုယွင်းပြီးတော့မှလက်လွတ်ဆုံးရှုံးလိုက်ရတာမျိုးတွေလုံးဝပြင်မရအောင် မီးလောင်ပောက်ကွဲသွားတာမျိုးတွေဖြစ်တတ်ပါတယ်။နောက်တစ်ခုကတနင်္လာသားသမီးကဒီကာလမှာဒီအမှုရှိတဲ့လူကိုကိုကအကူအညီပေးလိုက်တယ်။စာချုပ်စာနဲ့လက်မှတ်ထိုးပေးလိုက်တယ်။အော်ကိုနဲ့ရမ်းရင်းနေတယ်ကိုရဲ့တန်ရောစဉ်ရှိတဲ့ငွေချင်းလည်းဖြစ်တယ်။မိတ်ဆွေတွေလည်းဖြစ်တယ်။ကိုရဲ့ဆွေမျိုးသားချင်းတွေကလူတွေလည်းဖြစ်တယ်ဆိုတော့ဒီစိတ်ကလေးနဲ့ကိုကလက်မှတ်ထိုးပေးလိုက်တယ်။ အဲ့ဒီလိုလက်မှတ်ထိုးပေးလိုက်တဲ့စိတ်စေတနာကကိုရှိကိုမမျော်လင့်မဲနဲ့ကိုပါ အမှုခင်းကြံရပါဆိုပြီးဖြစ်သွားတတ်ပါရဲ့ဒါကြောင့်လက်မှတ်ထိုးရေးထိုးခြင်းနေစာချုပ်စာတမ်းမှာအာမခံပေးခြင်းနေအထူးရှောင်ရမယ်ကာလဖြစ်ပါတယ်ဒါကြောင့်တနင်္လာသားသမီးတွေက ာမခံမလုပ်ပေးရပါဘူးလက်မှတ်ထိုးမဲ့ကိစ္စမျိုးကြီးရအစရှောင်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျမအနေနဲ့တနင်္လာသားသမီးတွေရဲ့ကောင်းကျိုးကိုလူလာတော့ကြောင့်အခုလိုမျိုးအသေးစိတ်ကလေးကိုပြောပြပေးခြင်းဖြစ်ပါတယ်เนาะလိုက်နာတာမလိုက်နာတာကတော့မိษွေတို့ရဲ့သဘောဆန္ဒအတိုင်းပဲဖြစ်ပါတယ်အဲနောက်တစ်ခုအနေနဲ့ကကြတော့တနင်္လာသားသမီးများကဝန်တန်းဖြစ်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့နှုတ်ထွက်စကားလေးတစ်ခုခုကြောင့် အထက်လူကြီးကညှို့ညင်ပြီးတော့မှလက်ရှိယာရူကနေပြီးတော့မှနောက်တစ်စက်အောက်ကိုပြန်ပြီးတော့ကြာသွားတတ်ပါတယ်။စကားအပြောဆိုစင်ကျင်ပေးရမှာဖြစ်ပါတယ်။နောက်တစ်ခုကိုယ့်ရဲ့စိတ်တွေကအရင်ကလည်းမတူဘဲနဲ့စိတ်တူလွယ်မယ်ဒေါရဖြစ်လွယ်မယ်အရာရာကိုအပြည့်မြင်တတ်တဲ့စိတ်မျိုးလေးတွေလည်းဖြစ်တတ်ပါတယ်။ဒါကြောင့်ဒီခုနှစ်လပိုင်းမှာတနင်္လာသာသမီတွေ ဘာသာရေးအထူးပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ကံတရားကကောင်းတဲ့ဖြစ်နေသလိုကံတရားကလည်းစိုးတက်လက်တွေဝင်ရောက်လာတတ်ပါတယ်။အဲ့တော့အမှုပညာလုပ်ငန်းနဲ့ပတ်သက်ရင်တနင်္လာသားသမီးတွေကအောင်မြင်တတ်ပါတယ်။အဆက်အသွယ်ကောင်းတွေဝင်လာတတ်ပါတယ်။ခွင့်လန်းကောင်းတွေဝင်လာတတ်ပါတယ်။နောက်ဒီခုနှစ်လပိုင်းမှာဆိုလို့ရှိရင်တနင်္လာသားသမီးတွေကလုံးဝအိမ်ဆောက်တာတွေအိမ်နဲ့ပတ်သက်တာ ပြုပြင်တာမျိုးတွေလုံးဝမလုပ်ပါနဲ့။ ကိုကအိမ်ဆောက်တာတွေအိမ်နဲ့ပတ်သက်တာတွေပြုပြင်ပြောင်းလဲလိုက်တယ်အိမ်ပြင်နာအိမ်ဆေးတုတ်တာတွေအိမ်နောက်ဖေးအမိုးမိုးလိုက်တာမျိုးတွေလုံးဝမလုပ်ပါနဲ့အိမ်နဲ့ပတ်သက်ခိုက်ပါတယ်နော်အဲ့လိုမျိုးလုပ်ပြီးတော့မှကျန်းမာရေးညံ့သွားတာစေယုံစည်းကမ်းရောက်သွားတာတခုခုထိခိုက်ဒဏ်ရာရရှိသွားတာမျိုးတွေဖြစ်တတ်ပါတယ် ဒါကြိုပြီးတော့ကျမတတိပေးတဲ့သဘောပါเนาะအဲ့တော့ခုနလပိုင်းမှာအိမ်ဆောက်ခြင်းတွေလုံးဝမလုပ်ပါနဲ့အကြီးကဲကိုယ့်ရဲ့မိသားစုထဲမှာအကြီးကဲကျမ်းမာရေးတွေထူယူစိုက်ပေးဖို့တော့လိုအပ်ပါတယ်နောက်တစ်ခုကမိမိတို့ရဲ့နာမည်တွေကိုမိမိတို့ကထိမ့်သိမ်းရမယ်ဒါလားလို့ပြောရင်လည်းမှတ်မှားပါကိုယ့်ရဲ့နာမည်ဂုံတဲ့င်းတွေပျက်စီးပြတ်တတ်ပါတယ်ဟွာ ူတပားကကိုယ့်ကိုမနာလို့မုန်းထားနဲ့တပုတ်လီလွင် ပြောဆိုတာမျိုးတွေခံရတတ်ပါတယ်။အကြောင်းသူကယူစိုက်တက်ဖို့လိုအပ်ပါတယ်။ဒီကာလမှာအောက်လက်ငသာအကျိုးမပေးပါဘူးခုနှစ်လပိုင်းမှာအောက်လက်ငသာနဲ့ပတ်သက်အမျိုးမျိုးစိတ်ဆင်းရဲစရာတွေလည်းကြုံရတတ်ပါတယ်။ခရီးဝေးသွားခြင်းတွေရှောင်ရမယ်ရေလန်းခရီးသွားခြင်းတွေရှောင်ရမှာ ဖြစ်ပါတယ်။မဖြစ်တာလို့သွားမဲ့ခရီးမျိုးဆိုလို့ရှိရင်တော့ ဒီစုံကနန်းကြတဲ့ရက်တွေကိုရှောင်ပြီးတော့မှမာကနန်းကြတဲ့ရက်တွေကိုတွားမယ်ဆိုရင်တော့ရပါတယ်အဲ့တော့တနင်္လာသားသမီးတွေကတွေးတိုးတာတွေတွေးပေါင်ကြတတ်တဲ့ယောဂရဲ့နောက်အစ်အမြင့်ဥပပေးတတ်ပါတယ်ဒါကြောင့်အစိတ်အစာအစိတ်တင်တာမျိုးတွေလည်းဖြစ်တတ်ပါ အထူးဂိူးဆိုင်ပါဒါကြောင့်တနင်္လာသားသမီးကဒန်းညွန့်ခွန်လယ်ညွန့် နှင်းစီပန်း၃ဝင်းရဲ့မုံညီရဲ့မုတ်ဖြူလေးရဲ့ချီးတကွန်အလုံးစုံကိုဘုတထောင်ဖျားမှာတွားရောက်လူဒန်းမီတော့မှဆူတောင်းပေးရမှာဖြစ်ပါတယ်အဲ့တော့မွေးနေ့၉နာရီ၄၅မှာတွားရောက်လူဒန်းမှာဆူတောင်းပေးပါ